ငလျင်ဘေးအသင့်မြန်မာနိုင်ငံအတွင်းကိုနိုင်ငံတကာသတင်းထောက်တွေလာရောက်သတင်းယူခွင့်ကိုစစ်ကောက်စီကပိတ်ပင်တားမြစ်ထားတယ်လို့သိရပါဗျ။ရေးလျက်စင်မင်းနဲ့ဟိုတင်မရှိတာကြောင့်အဲ့ဒီတောင်းဆိုမှုတွေဟာအဆင်မပြေနိုင်ဘူးလို့စစ်ကောက်စီပြောခွင့်ရဗိုလ်ချုပ်ဇုံမင်းထွန်းကမက်ရှလာ30ရဲ့ညာဘက်ကသတင်းဌာနတချို့ကိုပေးပို့တဲ့အသံဖိုင်မှာပြောကြားထားတာပါနိုင်ငံခြားသတင်းတောင်များအနေနဲ့ဒီဟိုရောက်လာရင်လဲတဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများကလည်းထိခိုက်ထားတာရှိတယ်ဒါအပြင် ီလျှက်စက်မီလဲတော်တော်များများနေရာမှာမရရှိသေးဘူး။ရေနဲ့ပတ်သက်ပြီးလဲအခက်အခဲရှိပါတယ်။အားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခိုတာတိုင်းတာသွားတာလာတာအဆင်မပြေနိုင်ပါဘူးအခုလောနိုင်ငံခြားသတင်းဌာနတွေကိုစစ်ကောက်စီကပိတ်ပင်ထားမှုအပေါ်မြန်မာနိုင်ငံသတင်းမီဒီယာလောကသားတွေအကြမ်းမှာဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်စစ်ကောက်စီပြောဆိုတာဟာအကြောက်ပြရှက်တစ်ခုဖြစ်ပြီးတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးသတင်းယူမှာဖြစ်တဲ့အတွက်နိုင်ငံခြားသတင်းထောက်တွေကိုခွင့်ပြုသင့်တယ်လို့မြန်မာသတင်းစာဆရာတွေကသုံးသပ်ထားကြပါတယ်